Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကို new twist ဆောပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ်မေလ26ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့တူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ထုံးစံတိုင်းပါမယ်နော်လူကြီးတူရှင်သတင်းနဲ့ကျွန်တော်ဆက်လိုက်မယ်ကဲပထမအုပ်ဆုံးသတင်းတစ်ပုဒ်ကတော့အားရစရာကောင်းတဲ့သတင်းဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ ပရိသတ်9000ကျော်နဲ့အားပေးမှုရခဲ့တဲ့ဖြူဖြူကျော်သိန်းရဲ့ဂျပန်ဖြော်ပြပွဲအကြောင်းပဲဖြစ်ပါရနော်အဲ့တော့ဂျပန်မှာဒီတော်လိုင်းကြီးရံပုံငွေအတွက်ပေါ့နော်ဖြူဖြူကျော်သိန်းရဲ့ဒီ show မှာလူပေါင်း9000လာရောက်တက်ရောက်ပြီးတော့အားပေးကြတယ်လို့ကျွန်တော်သတင်းရရှိပါတယ် ဲ့တော့လူတွေများလုံးလို့ပေါ့နော်ဖြူဖြူကြော်သိမ်းတောင်မှသူ post တင်တဲ့နေရာမှာဒီနေ့တင်မယ်ဆိုရင်တော့သိပြောပါပြီးစာကူရာမြေဆိုပြီးမှသူ post တင်ထားတာတွေ့ရပါတယ်နော်အဲ့ဒီမှာပြည်သက်တွေကလည်းမြန်မာနိုင်ငံမှာဖြူဖြူကြော်သိမ်းဆိုတဲ့အမှုပညာရှိနေတာအမှုပညာရှင်ရှိနေတာတကယ်ကိုတန်ဖိုးရှိလို့ ਨੇ နောက်ပြီးဒီနေ့ဖြူဖြူကြော်သိမ်း in Japan show ကိုလာရောက်ခဲ့ကြတဲ့လူရောက်ပေါင်း8000စီကိုတော်လန်သွေးတက်ပြီးအဖောက်ခံရတဲ့နေလို့ပြောလို့ရတယ်လို့ပွဲကိုလာကြည့်ရှုသူတွေကသုံးသက်သွားတယ်လို့ဒရေရရှိပါတယ်နော် ဒေါ်ဆန်းစုကြည်ကိုချီးမြှင့်သည့်ပြည်သူ့ကော်မတီစုကိုတားဖြတ်သူကိုထင်လင်းကလက်ခံလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့အခုချိန်မှာဆိုရင်အချက်ပဲစစ်ကောင်စီရဲ့မတရားချုပ်နှောင်ခြင်းခံရတဲ့ဒေါ်ဆန်းစုကြည်ကိုကျွန်တော်တို့ပြည်သူတွေအားလုံးကပြည်သူ့ကော်မတီစုကိုထပ်မံချီးမြှင့်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်နော်။ဆချောက်ကြီးမြောက်ပြည်သူ့ကော်မတီစုပြည်အပွဲခန်းနာကိုမေလ24ရက်နေ့တွင်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟိုစတန်မြို့မှာကျင်းပခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကော်မတီစုသည်ပြည်မြန်မာပြည်တွင်မှဂုံပြုတဲ့ဂုံပြုထိုက်သူများကိုပြည်ပရောက်တိုင်းရင်းသားမြန်မာမိသားစုများကဝိုင်းဝန်းဂုံပြုကြတဲ့စုဖြစ်ကြောင်းလည်းသိရှိရပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြင်းချံမြို့နယ်စုံရွာပြူစော်ဒီစကန်ကို drone ဖြင့်ပုံကျဲတိုက်ခိုက်မှုပြူစော်ဒီနှကောင်မျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းမှဖြစ်ပါရယ်။အဲတော့မြင်းချံမှာတော့တော်တော်လေးကိုစော်နေဖြစ်ပါရယ်နော်။အဲတော့မြင်းချံမြို့သိန်းတိုက်ပွဲလဲမကြခင်ဆင်နွဲ့တော့ဆင်နွဲ့တော့မယ်ဆင်နွဲ့နိုင်တော့မယ်လို့သတင်းကြားရဖြစ်ပါရယ်။အဲ့တော့ခုရပိုင်းမှာပေါ့နော်တိုက်ခိုက်မှုတွေကြည့်လိုက်တယ်ဆိုရင်အုပ်စုတွေအများကြီးပေါ့နော်အဖွဲ့အစည်းတွေအများကြီးကတိုက်ခိုက်ကြတာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းအများကြီးပဲပေါ့နော်ဆိုပါတိုက်ခိုက်မှုကိုတဲ့ Peacock Drone Drone Team မြောင်းရင်းမာပင် KI တက်ရင်35တက်ခွဲ GZ21 ရင်းမာပင်ကိုင်တရင်စက်ခွန် B21 ကန်ဒီ PDF NPDF ရင်းမာပင်ငါစွန်တိုက်နဲ့တစ်ပကဖမြောင် Drone Force MDF ကြားခင်စိတက်ဖွဲ့အာမန်တိငါစွန် Revolution Air Force မြောင်ကိုနစ်ငါငါစွန်နဲ့ Air အဲအမမွေပွေးငစွန်တို့ပူပေါင်းကတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်ဗောနော်အဲ့လိုမျိုးအဖွဲ့အစည်းတွေအများကြီးဗောနော်စစ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 ်ပြန်တိုက်ခိုက်နေတဲ့အနေအထားတွေကျွန်တော်အများကြီးတွေ့နေရပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာစစ်တပ်ကူညီနေတဲ့တရုတ်အစိုးရကိုစန့်ကျင်ကြောင်းတောင်ကိုရီးယားရောက်မြန်မာများကဆန္ဒပြကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အခုဆိုရင်ဒီတရုတ်ရဲ့လို့ရကြောင်းပဲကျွန်တော်တို့မြန်မာပြည်ကခုလိုအခြေအနေဖြစ်နေတာပေါ့နော်။သူတော်ဝင်မပေါ့ဆိုပွဲပြတာကြာပြီ။အခုဆိုလည်းအချက်ပဲမင်းအောင်လည်းဘုံကျဲပြီးပြည်သူတွေတက်နေတာကိုမျက်နှာလွှဲပြီးမှကူညီနေတဲ့ကိစ္စကလည်းလုံးဝအဆင်မပြေပါဘူးနော်။ခုချိန်မှာဆိုရင်တရုတ်နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးတွေစပြီးလုပ်တာတကယ်ပဲအလုပ်တည်နေပါပြီနော်။အဲ့တော့ဒီချက်ပို့ပြီးတော့ဟိုတရုတ် လုတ်လုတ်ဒီလုတ်ရက်တွေကိုရက်တိုင်အောင်လုတ်နိုင်တဲ့ဒီစန့်ကျင်မှုမျိုးကိုလုတ်နိုင်ရင်အကောင်းဆုံးဖြစ်ပါရနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မြိုင်မြို့နယ်သို့စစ်ကြောင်းထိုးလာသောတပ်မတရားတင်းနဲ့ခလာရ25လေးတပ်ရင်းမှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဖက်မှရှစ်ကောင်မျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းကတော့ဒီစီရီယံဘူကြီးလင်းထက်အောင်ကပါနော်အခုဆိုရင်ဒီတက်ထဲမှာပါစာနဲ့အချမ်းမဲ့စစ်ကောင်စီအဖွဲ့တွေပေါ့နော်ဒီလိုမျိုးအချင်းချင်းပြန်ချနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သုံးတထားတယ်နောက်ကြည့်လောက်နော်။ အဆင်ပြေဆုံးအခြေအနေတခုမှာအာရှိမနေပါဘူး။နောက်ပြီးတော့သူတို့ကြားမှာယုံကြည်မှုကလည်းအပြည့်အဝရှိမနေပါဘူးเนาะ။အဲဒါကျွန်တော်တို့စစ်တပ်ထဲမှာနေနေတဲ့ကပြီးပြည်သူစစ်တီလိုတဲ့အချိန်မှာလိုသလိုပေါင်းတယ်ဆိုတော့ပုံစံမျိုးရှိတယ်เนาะ။နောက်ပြီးတော့အာအခုအဖြစ်အပျက်စင်မှာကျွန်တော်ကြည့်ရမယ်ဆိုရင်အဲလာတဲ့ပေါ့နော်ဒီဘုံဘူးကသူ့ကိုဂယုမဆိုင်တဲ့အထာလုံးလို့ပေါ့။နောက်ပြီးတော့ပြူစောတိကလည်း မင်းကိုမင်းလောက်ကတော့ဘာလို့ပြင်းဆိုင်ဘူးမင်းထက်ကြီးတဲ့ကောင်တွေကတော့အလုံးလုံးနေတယ်ဆိုတော့အချိုးမျိုးနဲ့သူကစကားပြန်ပြောတာပေါ့နော်အဲ့ဒါကစစ်တပ်တွေမှာကျွန်တော်တို့နေတော့ကလည်းဒီဥစ္စာတွေကချုံရတယ်ပေါ့နော်ကျုံရတယ်အဓိကတော့ဟိုပါပေါ့နော်ရိုင်းမှုနဲ့ပေါင်းလို့စိန်ကောင်းကိုဟိုကထင်တယ်ဆိုတော့အပေါက်မျိုးကိုဟိုဟိုပေါ့နော်လက်အောက်ကသူတွေကမကြိုက်ဘူးပေါ့နော်မင်းတို့ကောင်တွေကဟိုဟာဟိုပါပေါ့နော်ဟိုမင်းတို့လိုအပ်ချက်အရာငါတို့ကတန်တတ်ပေးထားတာငါတို့တော့ ဟိုစစ်တပ်တွေကအင်စာဗစ်တွေကိုတော့လာမစော်ကားခြင်းဆိုတဲ့ပုံစံမျိုးကလဘူတွေကဖြစ်လိဖြစ်တာအခြေအနေကရှိကြတယ်ဘောနော်အဲ့လိုအခြေအနေကအခုမှသာဗီဒီယိုဖိုင်နေနဲ့ဒါဘုကကမချိန်တဲ့လို့ပြည်စောတိဘက်ကမချိန်တဲ့လို့ဒီဗီဒီယိုဖိုင်တွေကိုဟိုတင်လိုက်တယ်လို့ဟာကျွန်တော်တို့သိရဘောနော်အဲ့တော့ဟိုဒီအခြေအနေကပြည်စောတိနဲ့သူတို့ကြားမှာပို့ပြီးတော့အကွဲပြဲတွေဖြစ်လာနိုင်တဲ့နေရာတွေအများကြီးရှိဘူးနောက်ပြီးတော့မန္တလေးတို့မိတ်တီလာတို့ဘက်မှာအာကျွန်တော်တို့ဒီစစ်တပ်နဲ့အတူတွဲပြီးတော့လောက်ကြတဲ့ပြည်စောတိတွေက ့ပြောရမယ်ဆို app မှာယာသွင်းမှုတွေတချို့ဥစ္စာတွေကကျူးလွန်လေကျူးလွန်တာရှိပါတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေရလဲတို့ကြားမှာဖြစ်လိပစ်တာရှိရယ်နောက်ပြီးတော့ app မှာဆိုကျွန်တော်တို့မန္တလေးဘက်မှာဆိုရင်ကျွန်တော်တို့အတန်ထွက်ဆုံးဆိုတာပေါက်ဂရုံးပေါ့နော်ပေါက်ကူတော်လို့တို့ပြောကြတယ်ဒီဖုံးကြီးပေါ့နော်ဒီဖုံးကြီးနဲ့ဆိုလဲပေါ့နော်ဒီတို့ရဲ့ app ဘုံမှုပိုင်းနေနောက်ပြီးတော့ဘုံမှုကြီး level လောက်တီကိုမတည့်ကြတဲ့အခြေအနေမျိုးကရှိတော့ကြတော့တို့ကြားထဲမှာပြည်သောတိနဲ့အဲ ဒီစစ်တပ်ချားမှာတော့အကွဲပြဲတွေကတော့ဇက်တိုက်ကိုဖြစ်နေအခုကတော့ပိုပိုကျေပြန့်လာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်အခုဖြစ်စဉ်ကပီဇော်တီတွေတော့ပေါ့နော်မင်းတို့ကအတုံးချခံတက်တက်ပဲဆိုတဲ့ပုံစံမျိုးကပီဇော်တီတွေခေါင်းထဲကိုကြောင်းနေမဲ့ပုံစံမျိုးရှိတယ်နောက်ပြီးတော့စစ်တပ်ကိုထောက်ခံလို့စစ်တပ်ကပေးထားတဲ့လက်နက်တွေကိုကင်ပြီးတော့ဘောနော်ဟိုဒုက္ခရောက်နေတဲ့ပြူစောတိရွာတွေလည်းတဖြည်းဖြည်းများလာတယ်တော်လိုင်းတက်တွေပို့ပြီးတော့နေမြေဆုံးမှုအားကောင်းလာတဲ့အချိန်မှာဒုက္ခရောက်နေတဲ့အခြေအနေတွေကလည်းပို့ပို့ဖြစ်လာတဲ့အတွက်ဒီဥစ္စာကသူတို့တွေက ယူသောတိနဲ့စစ်တပ်ကြမှာအကွဲပြဲအကြီးတစ်ခုလို့အာကျွန်တော်ယူဆတယ်နောက်ပြီးစစ်တပ်ကအခုနောက်ပိုင်းမှာယူသောတိတွေကိုထင်တလောက်အားမကိုတော့ပဲနဲ့သူတို့ကစစ်မှုတန်းဟောင်းတွေကိုပို့ပြီးတော့အားကိုးလာတဲ့အခြေအနေရှိတဲ့အတွက်ယူသောတိတွေအတွက်ကတော့ပေါ့နော်စစ်တပ်ထောက်ခံနေခြင်းဆိုတာထက်ပေါ့နော်သူတို့က ဟုတ်အတုံးချခံတစ်ခုပဲဆိုတော့တော့ကျွန်တော်ဒီကနေပြောလို့ပါတယ်ဗျဟုတ်ကဲတုံးသက်သွားတဲ့အတိုင်းပေါ့နော်ဂျပန်စစ်ကောင်စီစစ်သားတွေနဲ့ယူဆော့တီတွေကြားထဲမှာတော့ဒီလိုမျိုးဒီအကွဲပြေးတွေစပြီးတွေ့နေရပြီပေါ့နော်အဲ့တော့အကွဲပြေးတွေကစကလေးကရှိရှိထားပြီးသားပေါ့နော်အခုဗီဒီယိုဖိုင်တက်လာတယ်ဆိုတာကဒါလုံးဝတိမခံနိုင်လဲဆိုတက်လာတဲ့ပုံစံဖြစ်ပါတယ်နော်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆိုပြီးအောင်မြင်မှုမရှိတဲ့သူတွေတက်ရောက်နိုင်ရန်အတွက်ပိုလီတက်ကနစ်အင်စတီကျူဖွင့်လှစ်ဖို့လှုံ့ဆော်နေကြောင်းအနာတိုင်းစစ်ကောင်းဆောင်ကမနေ့ကမေလ24ရက်နေ့မွန်လယ်ပိုင်းမှာ ချမ်းပြည်နယ်အရှေ့ပိုင်းတိုင်းတို့မြို့ကစစ်ကောင်စီရဲ့ပြည်နယ်အစဉ်ဌာနဆိုင်ရာများမြို့မိမြို့ဖများနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့ပါတယ်။တာဝန်ရှိသူများပညာရှင်များနဲ့တိုင်ပင်ပြီးတပ်ဆိုင်ရာပညာရည်များအလိုက်လုပ်ငန်းခွင်ဝင်ရောက်နိုင်တဲ့ပိုလီတက်ကနစ်နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြောင်းကွန်ပျူတာနဲ့နည်းပညာကိုပေါင်းစပ်ထားတဲ့ပိုလီတက်ကနစ်ယူနီဗာစီတီတွေဖွင့်လှစ်ရာမှာအောင်မြင်မှုရှိခဲ့ကြောင်းစစ်ကောင်ဆောင်ကပြောကြားခဲ့တာပါ။သူကတက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုပြီးအောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင်အတိမတ်ပြုလက်မှတ် certificate ရရှိမှာဖြစ်ပါတယ်။နောက်ထပ်နှစ်နှစ်တက်ရောက်အောင်မြင်ပြီးရင် diploma ဘွဲ့ရရှိမှာဖြစ်ပါတယ်။အဲဒီကနေတစင်း Polytechnic University ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်လို့ပြောကြားခဲ့တာပါ။ဒါအပြင်အခြေခံပညာအလဲတန်းအဆင့်ပြီးမြောက်ပြီးသူတွေတက်ရောက်နိုင်မယ်။စက်မှုစိုက်ပျိုးရေးနဲ့ဤပညာအထက်တန်းကျောင်းတွေကိုလည်းဖွင့်လှစ်တင်ကြားပေးလျက်ရှိကြောင်း Polytechnic ဤပညာများကိုတင်ကြားခြင်းကြောင့် ထူးချွန်ထက်မြက်တဲ့ចောင်းသားចောင်းသူတွေကိုမွေးထုတ်နိုင်မှာဖြစ်ပြီးစိုက်ပျိုးမွေးမြူရေးနယ်ပယ်နဲ့စက်မှုနယ်ပယ်တို့မှာကျွမ်းကျင်သူတွေပုံမှုထွက်ပေါ်လာမယ်လို့ပြောခဲ့တာပါအဲဒီနောက်ရှမ်းပြည်နယ်အခြေပိုင်းမှာចောင်းတွေရခိုင်နှုန်းနေပါပြီးတန်းစင်ကုပြမှုများလည်းနေပါကြောင်းတန်းစင်ကုပြမှုနေပါရခြင်းမှာဘာသာစကားအခက်အခဲမိဘများရဲ့စီးပွားရေးအခက်အခဲများကြောင့်ဖြစ်ကြောင်းကိုတွေ့ရှိရတာကြောင့်ဒေတာလိုက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်မယ့်ပညာတတ်လူသားအရင်းအမြစ်တွေပုံများကျွယ်ဝရန်လိုအပ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။ စစ်ကောင်းဆောင်ရဲ့ပြောစကားတွေနဲ့ပတ်သက်ပြီးစစ်တပ်အရာရှိဟောင်းတကူကတော့စီအစိုးရအဆက်ဆက်ပညာရေးကိုအားပေးတယ်ဆိုတာကအပေါ်ယံပါပဲစီအစိုးရတွေလက်ထက်ဘွဲရလူဦးရေများလာတယ်ဆိုပေမဲ့ပညာတတ်လူဦးရေကတော့များမလာခဲ့ပါဘူးအရေးအတွက်ကိုသာဦးစားပေးတတ်တဲ့စစ်ဘုံချုပ်တွေရဲ့အကျင့်ပေါ့အခုအကောင့်ထဲပေါ်မဲ့ Polytechnic Institute ဆိုတာကရောဘယ်အတိုင်းအတာထိအကျိုးဖြစ်မလဲဘလောက်ထိခရီးရောက်မလဲဆိုတာခံမှန်းလို့မရနိုင်ပါဘူးပညာရေးဆိုတာဘွဲရဖို့ထက် တကယ်လုပ်ငန်းခွင်မှာအသုံးတည့်ဖို့လိုတာပါ။ပညာတတ်လူရန်ကားတွေထက်တိုင်းပြည်အပေါ်စေတနာမှန်တဲ့လူကောင်းတွေမြန်မာနိုင်ငံမှာပိုလိုအပ်တာပါလို့မြို့တော်ကပြောပါတယ်။ဒီကုန်းပိုင်းမှာစကောင်းဆောင်ဟာပညာတတ်လူသားအရင်အမြင့်များမွေးထုတ်နိုင်မှာကအစင်းမြင့်တာဝန်တွေကိုထမ်းဆောင်နိုင်မှာဖြစ်ပြီးဒေသရဲ့အကျိုးစီးပွားကိုပုံမဖော်ဆောင်နိုင်မယ်လို့လည်းပြောကြတယ်။ ကဲကြားတိုင်းပေါ့နော်ဂျပန်မင်းအောင်လာရတော့ဘာတွေလုပ်နေမှမသိဘူးနော်ပေါက်ကက်တွေရှောက်လို့နေတဲ့ data ဖြစ်ပါတယ်အဲ့တော့ဒါကတော့နည်းနည်းတော့သတိထားဖို့တော့ရှိမှာပေါ့နော်ဒီဥစ္စာလုပ်ရရရွေးချက်တော့ရှိလိမ့်မယ်ဘာဖြစ်လို့ဒီဆယ်တန်းမောင်တဲ့သူတွေဒီလိုမျိုးထပ်ပြီးလုပ်တယ်ဆိုတော့ဒါသူရဲ့နောက်ကရွေးချက်ကဘာဖြစ်မလဲဆိုတော့ဒီတည့်ရသူရှိတယ်ဆိုရင်လည်းဒီမှာကိုမတ်မှာရေးပေးခဲ့ပါအောင်နော်မိသားစု6ယောက်လုံး PD ရဲ့နံပါတ်ရှိတယ်ဆိုတော့ဦးလေးရဲ့သူ့ရဲ့တိုက်ပွဲတွေ့ကြုံကြောင်းပြောထားတဲ့နားထောင်ကြည့်လောက်နော်အော်ဒါသူတို့ကလည်းစိတ်သက်တော်တော်ထက်သန်တယ် ။ဒါအိတ်ဆက်အားတော်တော်ထက်တယ်ဆိုတော့ဒီကိုရောက်တော့သူမိသားစုဒီကိုဖုံးချိတ်တဲ့အခါမျိုးကြာကျွန်တော်ကလေဝင်လာတယ်ပေါ့နော်။ဟိုကလည်းအရှိပါရှိပဲပျော်ကုန်တာသူတို့မိသားစုတွေအကုန်လုံးပေါ့နော်။အခုဆက်သွယ်ရတယ်။သူတို့မှလည်းတရားတွေကတော်တော်များများပါလာတယ်နော်။အောင်မြင်မှုကတော့ကောင်းပါတယ်။အခုဒီဒီတလားကြော်ကြော်အတွင်းမှာကျွန်တော်တို့တော်တော်အားရရတိုက်ရတယ်။အင်းအားကြီးတွေဘလောက်ပဲမြင်မြင်တိုက်လိုက်တဲ့ပွဲမှာကျွန်တော်တို့လူတွေအထီးကိုင်လုံးဝကင်းတယ်။အခုပွဲလဲကျွန်တော်တို့နရက်စက်တိုက်ပေါ့နော်။ကြီ3000လောက် လက်နက်ငယ်ကြီး3000လောက်ကျွန်တော်တို့ပြစ်ထုတ်နိုင်တယ်တနက်အလက်20ပတ်ဝန်းကျင်မှာအဲ့ဒီအချိန်မှာကျွန်တော်တို့ဟိုဟာ push up ထိတဲ့ကလေးတယောက်ပဲရှိပါတယ်နော်တယောက်မှတန်းအကြီးကြီးမရဘူးဟိုဟာပေါ့နော်ဒီကြောက်ရေကန်ကိုမှန်ပြီးတော့မှနှစ်ထင်ကိုပုတ်မှန်သွားတဲ့ကလေးတယောက်ပဲရှိတယ်လုံးဝအဲ့ဒါပျောက်သွားပါပြီဘာမှဖြစ်ဘူးဒါမဲ့ဒီစကားကနော်ဟိုတော့ကျွန်တော်တို့တော်တော်အယောက်ရေများများချိန်မုန်းနိုင်ခဲ့တယ်ပေါ့နော်ဒီနှစ်လအတွင်းမှာကျွန်တော်တို့တော်တော်ဆရာရမှု ရှိတယ်ပေါ့နော်ဟုတ်ကဲ့အခုကျွန်တော်ကြောက်နေပုံစံနော်အခုတွေ့မယ်ဆိုတာကြီးပဲဟုတ်ဟုတ်ကြာအောင်မြင်ပါတယ်အောင်ရတယ်ကြာပြီးတော့တခုရှိရလေးကျွန်တော်စဉ်းစားမိရပါနော်အော်လို့ဒီတက်ဖွဲ့ဒီလောက်ဆရာတက်ကြွားပြီးတော့ဆရာပြင်းထန်တာပေါ့နော်သူတို့မှသာလက်နက်ခဲရန်ပြည့်ပြည့်စုံစုံနဲ့ကောင်းကောင်းမွန်မွန်ရှိမယ်ဟေ့ဆိုရင်ပွဲကအစိုးကြီးပြတ်တာပေါ့ဆရာရယ်နော်ခုနဆရာပြောတဲ့ပုံစံမျိုးရေးဆိုရင်ဟိုရက်ပိုင်းလောက်ပြန်ဆောင်ရတာတို့အလုံးကနေချိန်ကြမှာကြီးရပြတ်သွားတာတို့ခဲရန်မကောင်းတာတို့လက်နက်မကောင်းတာတို့ ။ဘယ်မှာဆိုတော့အစိုးကြီးပွက်ပြက်တဲ့ပုံစံမျိုးဖြစ်နေပါဗျာနော်။တို့အပကြီးအပကြီးတလက်ကိုကြီးနှစ်တောက်ပဲရှိနေအောင်ကျွန်တော်တို့စိမ့်နိုင်တယ်။အော်။ကတ်ရက်ကလေးကျွန်တော်မှဗီဒီယိုပိုင်နေရှိတာကလေးတွေကလေဟိုကဤမရှိတော့တော့ပေါက်တွေဖြုတ်ပြီးတတောက်ထိုးလိုက်။ပြစ်ကနေဖြတ်သွားတာထိုးလိုက်ပြစ်လိုက်အဲ့လိုလုပ်ရတာ။အပကြီးနဲ့ရှိလို့ဆိုရင်အပကြီးနှစ်တောက်ပဲရှိကျွန်တော်တို့အဲ့စခန်းမှာလက်နဲ့တပုံကြီးတို့ရတယ်။ဟုတ်ပြော။နှမျိုးပြ။ကို ်လက်နက်ကြီးအထိုင်ကြီးတော့တို့ရလိုက်တယ်သူတို့တွေပြစ်ဖို့မရှိတော့ဘူးဩခုနသူတို့ရဲ့လက်နက်ကြီးအထိုင်ကြီးအထိုင်ကြီးကကျွန်တော်တို့ဒီအရလိုက်တယ်ဩသူတို့မိုင်းဆွဲလဲဆိုတော့လဲပေါ်မှာကြံခဲ့တာဩအထိုင်ကြီးရလိုက်ဩနောက်လက်နက်ငယ်ကြီးလေးနည်းနည်းပါပါတင်းစေရမိတယ်ဩဟုတ်ဆရာဟိုတထုပ်ဒီတထုပ်ဩ30 30တို့ဩအဲ့လိုမျိုးတကယ်တော့ဒါပြည်သူတွေလည်းဒါဝိုင်းပြီးတော့ကုပေးကြဖို့လေဒါကျွန်တော်လည်းတောင်းဆိုမယ်ပေါ့နော် ဇာတ်လိုမျိုးတကယ်ရဲဘော်တွေတကယ်စိတ်အားတက်ကြွပြင်းထန်ပြီးတော့နော်စော်မယ်ဆိုတဲ့ရဲဘော်ကြီးကျွန်တော်ကရထားတာဗျာအဲရဲဘော်တွေမှာသာတကယ်ပြည့်စုံတဲ့လက်နက်တွေကောင်းမွန်တဲ့လက်နက်တွေရှိလို့ကတော့ရှစ်ခွေးဆိုတာဆရာကပြောလို့အမီးတော့မြင်ရမှာမဟုတ်ဘူးဆရာတကယ်အားရတယ်နော်ဒါတော့နောက်တိုက်ပွဲကြောင်းပြပြလာတဲ့ဟာပေါ့နော်အခုဆိုလက်နက်ခင်းပြည့်စုံနေဆိုရင်နော်စကန်သိမ်းမှုဆိုတာတိတ်မခတ်ဘူးဆိုတဲ့အနေအထားကိုတွေးရပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကြောက်ဖြူမှာအခြေအနေမကောင်းတဲ့အချမ်းပဲစစ်ကောင်စီအကြောင်းကိုပြောလိုက်တယ်ကိုမောင်ရဲ့ဗီဒီယိုချက်နားထောင်ကြည့်ရအောင်နော်သူပါလေလောင်နေလဲဆိုတော့နားထောင်ကြည့်လားဟုတ်ရေးကြည့်တဲ့အခြေအနေကိုရောက်နေတယ်ပေါ့ တော့မနေ့တနေ့လောက်ကသူတို့ကအင်အားပြုံးပုံရဆိုချင်းအင်အား300လောက်ဆင်းသွားတယ်ကျွန်တော်ကြားသိရတာပေါ့ကွာနော်အင်အား300လောက်ဆင်းလာတယ်အဲ့တော့အင်အား300လောက်ကကိုယ့်ဘက်ကအင်အားမများတဲ့အတွက်ကြောင့်မို့လို့မြင်အောင်မပြည့်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ခုခံတိုက်ခိုက်မှုတွေကြည့်တဲ့အခါပြည်သူစစ်တွေများတယ်လို့ကြားသိရတယ်နော်အဲ့တော့တမင်တကာကိုပဲအဲကြောက်ဖြူကနော်တမင်တကာကိုပဲကျွန်တော်တို့ခင်ဗျားတို့ဒီပွဲကမအေးအေးစီစဉ်နေတဲ့ပွဲလားဆိုတော့ကျွန်တော်စဉ်းစားနေပါတယ်မအေးဝင်းများစီစဉ်နေရလားမသိဘူးရှုံးပြီဆိုရင်လည်းတော့ကြမ်းနေပြန်နော် အနာပတိုင်ကြောင့်ပြောမှာပါကျွန်တော်လည်းတိခန့်နေတာပဲရှိတယ်အဲ့တော့ကွာပွင့်ချလိုက်တော့အေးအေးဝင်းကိုတိုင်စီမံခန့်ခွဲနေတော့နေရာဖြစ်တယ်အဲ့ဒါကြောင့်မလို့အေးအေးအတင်းရဲတယ်အတင်းရဲလာပြီးတော့အခုဆိုရင်တောက်တူအချိန်လေးလုံးဝလုံးဝအဲခက်ခဲတဲ့မှာရှိနေလို့ကျွန်တော်ပြောလို့ရပြီနော်အဲ့တော့မအေးအေးဝင်းစီစဉ်နေဆိုလို့ရှိရင်မအေးဝင်းကအောက်ကိုမတိတယ်မတိလေရောတလားပါနော်တိပါမြင်ပါတခုခုလုတ်ဖို့လိုပါပြီစင်အောင်လည်းတိတိကျကျပြေးဖို့လိုပါပြီအခုလိုမျိုးအဘီလူစီမနေ့တနေ့ရမှတင်တဲ့ဆင်လာဘီလူစီလေးတိုက်ခိုင်းနေတာဟာဆိုရင် မကောင်းပါဘူးเนาะအဲ့ဒါမျိုးကျွန်တော်တို့ဒဘုံဘက်ကနေအကုန်လုံးပြီးကြားပြီးနေရပြီမမဒဘုံဘက်ကဆိုလို့လွင်းနေလို့မပြောရင်เนาะကျွန်တော်တို့ဒဘုံဘက်ကတည်င်းဆိုသည့်တောင်မှာကျွန်တော်ဒီပြုဆင့်ဆင့်စူးစမ်းပြီးတော့ကျွန်တော်သိရတာပါเนาะအဲ့တော့အဲ့ကြောက်လို့ချင်းနေဆိုပါလေเนาะအဲ့လိုအဲ့လိုကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ပြောဆက်သွားမယ်ဆိုရင်အာနောက်တနေ့အားပြောမယ်ဆိုရင်ညောင်ကျိုးဘက်သွားအောင်နော်ဘကူဘက်သွားရအောင် အကိုဘက်မှာဆိုလို့ရှိရင်လည်းအခြေအနေကမအေးအေးဝင်စီစဉ်နေတယ်ဖြစ်နေတယ်။ဘာလို့မအေးအေးဝင်စီစဉ်လို့ဖြစ်နေလဲဆိုတော့ကြာတော့စခန်းကအေးအေးကတိုက်လာတာနော်။အာမကျူတင်စီမံဆောင်ရထားခြင်းမရှိဘူး။အေးအေးစတိုက်လာတာကျွန်တော်အားလုံးပြည်အေးအေးကပြောလဲပြောတယ်တိုက်ရတိုက်တယ်နော်။အေးအေးကအဲ့လိုဒီဘယ်မှာဆက်နေရပြီလူပါဝါလာဆိုလို့ရှိရင်ကိုဘက်ကဒီမအေးအေးဝင်ကိုယ်တိုင်မစီစဉ်ပေးပဲနဲ့ကတော့အေးအေးဒီထိရောက်လာစရာအကြောင်းမရှိဘူးကျွန်တော်ကသုံးသပ်တယ်နော်။ဘာကြောင့်လဲဆိုတော့ စခိုင်းပြည်နယ်ထဲမှာရှိမယ်ကျွန်တော်တို့အမ်ဒီဘက်ကျောင်းတော့မိုးတီနေကြစခိုင်းပဲတောင်ပုံကြီးတောင်ပုံကြီးပြီးမိုးတီမိုးတီပြီးတော့လို့ရှိရင်ဂျန်နယ်ဒီနားမှာနားတစ်ချောင်းမှာရှိတဲ့စခန်းလေးတွေပေါ့ဗျာနော်အဲစခန်းလေးတွေအများကြီးရှိတယ်ပေါ့ဒီစခန်းလေးတွေတစ်ခုခုပြီးတစ်ခုကိုအေးအေးကတိန်းသွားတာအလွယ်လေးအလှလေးအလှလေးအလှလေးတိန်းသွားတယ်အဲ့တော့ဒီလိုမျိုးတိုက်ဖို့အတွက်ကိုအေးအေးကနှစ်နဲ့ချီပြီးတော့စူးစမ်းတယ်နော်နှစ်နဲ့ချီလာပေါင်းများစွာချီပြီးတော့စူးစမ်းတယ်ကိုယ့်ဘက်ကအေးအေးအဲ့လိုမျိုးစူးစမ်းမှုဒါပေါ့တောင်ပုံကြီးစခန်းကိုမတိုက်ခင်ကတည်းကအေးအေးဟာ ဒီလမ်းကြောင်းမင်းတို့ကတို့စူးစမ်းတာပြဒီလမ်းကြောင်းကရခိုင်ပြည်နယ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကုန်းနဲ့နော်အတောင်ကုန်းတဲ့ဒီအောက်ရှိပင်အထိကိုရောက်တာပေါက်တဲ့လမ်းဖြစ်တယ်။အဲဒီလမ်းကြောင်းကဝင်လို့ရတယ်မန်းလန်းသိတယ်။အေးအေးကတောင်းရနေမန်းလန်းသိတယ်။လာတော့မယ်ဆိုတာလည်းသိတယ်။တိတိတန်အောင်တော့မှပဲဒီအေးအေးတွေနော်ရိတ်ခါတွေအရင်ဆုံးစုရမယ်။လက်တက်တွေခဲရနေစုရမယ်။ဒီလမ်းကြောင်းကလွယ်လွယ်လေးရိတ်ခါပို့လို့မရဘူး။နော်လွယ်လွယ်လေးရိတ်ခါပို့လို့မရဘူး။ ့ဖြစ်တယ်နော်ခင်ဗျားတို့ကဒီအဖအဖကတော့စီစဉ်ထားခြင်းတွေစီမံထားခြင်းမရှိဘူးတကယ်ကဟုံးနိုင်ဖြစ်တော့မှာမိုးထီကိုစကန်သွားပြီးစောက်ရတာမိုးထီစကန်ဆိုတာကကိုယ်နဲ့ပြောရရင်စကန်ကောင်းကြီးလို့သာအားလုံးထင်နေကြအမှန်တကယ်ကမူးရှူးလို့နဲ့ပိုင်းလာလို့အိမ်သာတက်ချင်ကမှပဲအိမ်သာသွားပြေးဆောက်ရတဲ့ပုံစံမျိုးနဲ့မိုးထီစကန်ကြာသွားတာအဲ့တော့ကျောင်းစတဲ့ရဲ့ဒီပေါ့နော်အေးအေးပေါ်မှာနော်ဟိုကိုကကိုယ့်ဘက်ကတရားရအောင်စီစဉ်ပေးနေပြီးတော့ကျွန်တော်ပြောလို့ရတယ်ရိတ်ခါကိုယ့်ဘက်ကတက်တယ်ကြည်စံ ဟိုလက်နက်ကိုဘက်ကတက်တယ်ပြီးတော့အေးစားတိုင်းစားတိတိနဲ့တောင်ပုံကြီးပေါ့တောင်ပုံကြီးစခန်းကြားကလေးကမိုးထီတော့ဆိုအစင်းလင်းပြင်လာမယ်စားနော်အဲ့ဒီမှာမိုးထီကလည်းဟိုကမိုးရှူရင်သွားပြီးတော့ဟိုဘိုက်နာလို့အင်နာထားသွားဆောက်တဲ့ပုံစံမျိုးဆောက်တယ်အဲ့ချိန်မှာဆောက်တဲ့ချိန်မှာမိုးထီကတိုက်ခိုင်းရတယ်အဲ့တော့မအေးအေးဝင်ရတော့စီစဉ်ပေးနေပါပြီအဲ့လိုမျိုးနဲ့တိုက်လာတိုက်လာတိုက်လာရင်လည်းနောက်ဆုံးပေးတော့ကျွန်တော်ပဲရောက်လာကြောင်ညောင်ကျိုးကိုရောက်လာနော်ညောင်ကျိုးရောက်လာတဲ့အချိန်မှာညောင်ကျိုးထပ်ဆင်းမယ်ဆိုရင်စင်လန်လေးလား အဲ့ဒီမှာကတော့ကျွန်တော်တို့ဒီတက်ဒီအားလုံးကနေရာယူထားနိုင်ပါလိမ့်ခု82လို့မရတော့အဲ့မညောင်ကျိုးကလည်းအခုဆိုရင်ကာကင်းကုန်းတွေတော်တော်များရတယ်ညောင်ကျိုးကလိုချင်သိမ့်တက်လိုက်ရပြီရကနေကြမှာပဲမသိမ့်မဲနဲ့ထားလိုက်ပြန်တယ်ဟောမအေးဘူးလို့ငွေးနေတာအခုဆိုရှင်လဲကျွန်တော်တို့မိုးထီမိုးထီကလည်းရေးကြီးဆန်းအောင်သိမ့်လာပြောရည်သိမ့်ပလိုက်ရင်ရပြီမအေးဝင်ထက်စီစဉ်တယ်မသိမ့်နဲ့အဲ့တော့အေးအေးအလှမွေးရတယ်နော်ညောင်ကျိုးကလည်းမွေးရတယ် မိုးထီမှာလည်းမွေးတာလေတိုက်ရရတာနဲ့မတိုက်ပါဘူးအဲ့တော့ my AA win season ဒီဖြစ်နေပြီနော်ကဲကြားတယ်ပေါ့နော်ကြောက်ဖြူမှာတော့အချက်မဲ့စကောင်းအခြေအနေမကောင်းဆိုတာမောင်မောင်ပြောရတယ်တိတာပြီပေါ့နော်အဲ့တော့မကြခင်တော့ကျွန်တော်သတင်းတူသတင်းကောင်းတွေကြားရမှာဆိုတာသိကြတယ်ပါပြီနော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြင်းကြံမြို့သိမ်းတိုက်ပွဲကြီးလောက်တော့မယ်ဆိုတဲ့တဲ့နဲ့ပတ်သက်ပြီးတော့เนาะပြောလာတဲ့ဆယ်လမစ်ကျော်တုံးတဲ့ချက်ပြီးတော့နားထောင်ကြည့်အောင်เนาะ မင်းညာကောင်တွေလွတ်အောင်ပြေးပါကဲမင်းညာအထွေထွေအုတ်ချုပ်ရေးမှုရုပ်ဘာလို့ပိုင်ရှင်တွေကိုစီဝေးခေါ်တယ်ဆိုတာငါတို့မသိဘူးမထင်နဲ့မဲနိုင်ပြီးတော့မဲပောက်တဲ့ဘတ်ဟိုးတွေကိုတောင်ရှိကျေးရွာဘက်ကိုလိုက်လံမောင်းနှင်ပေးရမယ်လို့ညွှန်ကြားတာလေငါတို့မသိဘူးမထင်နဲ့နော်မင်းတို့လမ်းတွေဖြတ်နေတယ်ဘန်ကာတွေစောင့်နေတယ်တောင်သားမြင့်တဲ့အရှိတ်ဘက်မှာ လင်းနေဝဲနေတယ်နဘူးအိုင်မှာဘုံကျဲတယ်ငါတို့အသေးစိတ်မှတ်တမ်းတင်လာတယ်အဲ့မြင်းကြံမြို့ပေါ်ကမြို့နေထွေအုပ်ကစပြီးစစ်ကောက်စီတောက်တိုင်အကုန်လုံးကိုလည်းမှတ်တမ်းတင်လာတယ်အညာသားတွေတကယ်ကြက်နေတာတော့ညီမကြီးအလေပိုင်းကြော်ရွမြင့်ကြံခရိုင်တက်ရင်စိတ်ရင်းလို့ပေါင်းရတဲ့ဘျူဟာမြောက်စစ်စင်ရေးမြို့နဲ့၆မြို့နဲ့ပါကဖားရီအကုန်ပါတယ်အင်းအားမပြောဘူး စုံစမ်းတတိရှိရင်ဝိုင်တွဲလို့ MI 35 MI 35ဒီပါ MI 70ဒီပါလာပစ်ကြည့်ပါလားညောင်ဒီ wifi ဒီတန်းစီထောင်တာလေတတိရှိရင်အယတားပြည်သူတွေကိုဘုံမချဲနဲ့အချောက်တဲ့တနတ်တနတ်ရှိလူချင်းဟိယတော်လိုင်းဘက်ကကောင်တွေကမင်းတို့ဘက်ကတကောင်ထွက်ငါတို့ဘက်ကတကောင်ထွက်မယ် ပစုံကွင်းထဲမှာတကွင်းတော့ဝင်နှစ်ဖိုးကိုတဲ့ပြစ်ကြီးစော်လို့ရတယ်ရှင်းလားဖုန်းနေတာမဟုတ်ဘူးတကယ်တသိရှိတဲ့ကောင်ရှိရင်ထွက်လာတယ်မင်းတို့စစ်တပ်ကကောင်ထွက်လာတယ်ငါတို့တော်လိုင်းတားကောင်တွေငါတို့ခေါ်တော့မယ်ရှင်းလားကဲရှင်းပါဆုံးတကွင်းထဲမှာတယောက်နှစ်ဖိုးတယောက်တဲ့ပြစ်ကြီးအဲ့လိုသွေးနေအဲ့လိုယုံကြည်ချက်နဲ့တရားမျှတမှုတိုက်နေတာမပူနဲ့မြင်းချက်မြို့ကိုတိမ့် မြင်းညံမျိုးကိုသိမ့်မှာဆိုတော့ကမြင်းညံခရိုင်တက်ရင်းနေအလုံးကသိမ့်မှာကချင်ကအခုတိုက်နေတဲ့ဗမော်ကိုသိမ့်မှာမြင်းကြီးနာကိုသိမ့်မှာကရင်ကဒီကနေ့ကြုံတိုးကကောင်ဒီကိုဘလို့လောက်ထားတဲ့အထင်လဲစစ်ကြောင်းထွက်ဖို့ကိုရီကိုစစ်ကူအင်အားပို့ဖို့ဖတ်လို့မရအောင်စနိုက်ပါနဲ့ထောက်ပြီးတကောင်ထွက်တကောင်ပြစ်မတပေါ်တာတန်းစီနေတာပဲကြုံတိုးကိုရီလမ်းပိုင်းမြောက်ဒီဒေါနာတောင်အာရှလမ်းပိုင်းကိုပြန်စုံမနိုင်ဖို့အတွက်စစ်ကူပို့ဖို့ ကြုံလို့မျိုးကထွက်ဖို့ကြိုးစားနေတယ်။စင်အားတွေစူဆောင်းနေတယ်။ဒါပေမဲ့တိုင်းတက်တွေက viewer ကြောက်ကြောက်ပိတ်ထားတယ်။စစ်ကြောထွက်ဖို့မီးပုံကွင်းရတဲ့ကြောင်းလမ်းပေါ်တော့ထွက်ရဲကိုင်းဟာတော့ထွက်မဝရဲဘူး။ကဲကြားရတယ်မနော်ကြားတဲ့သတင်းတွေကတော့တကယ်အားစရာကြီးတွေပေါ့နော်အဲ့တော့အချက်ဖက်မဲအောင်လိုက်အဖွဲ့ကတော့နေရာတိုင်းမှာစော်ကန်နေတယ်ပြဖြစ်ပါရဲ့နော်အဲ့တော့မချခင်ဒီအားလုံး မြောင်းပန်းနေကြတပောင်းစုကြီးပေါ့နော်ဖြစ်လာတော့မယ်တပောင်းစုကြီးနေတော့ထွေထွေထိုးစီကြီးဖြစ်လာတော့မယ်ဆိုတာကတေချာတလောက်ဖြစ်နေပါပြီနော်ကျွန်တော်တို့ MG ဝင်းကြီးကလည်းကြောင်ညာထားဖြစ်တဲ့အတွက်မကြခင်မှာတော့ဒီ Champions League ကောင်စီကိုချိန်မယ်သတင်းကြီးသတင်းကောင်းတွေကျွန်တော်တို့စောက်မကြအောင်နော်ကဲနောက်ဆုံးဗီဒီယိုတစ်ပုဒ်ကတော့ live ပေါ်မှာဘလောင်းဘလဲတွေပြောပြီးမှာပေါ့နော်ဒီ Champions League ကောင်စီဘောမအနေနဲ့မပုတုကို depth ဆော်လိုက်တယ်ကိုစီဗီဒီယိုကျွန်တော်ကြည့်အောင်နော်အဲ့တော့မပုတုကဘာတွေပြောပြီးမှာကိုစီကဘယ်လိုမျိုးသုံးသပ်ထားလဲဆိုတော့ကျွန်တော်တို့ကြည့်လာဒီကျွန်တော် reaction လုတ်ချင်တဲ့ video file လေးကတော့ သူ့ကိုတူတော့မပုတုမဟာတွေးလို့ရေးထားတာပဲဒါပေမဲ့ကျွန်တော်တို့အမြင်မှာတော့နော်မပုတုယာရီတွေးဖြစ်နေတဲ့အတွက်နော်ကျွန်တော်သူ့ကိုနာမည်ပေးထားပါလေမပုတုယာရီတွေးရဲ့ပြောထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့လူရရှင်လုံရင်ကြည့်တော့ပါခင်ဗျာမင်္ဂလာပါမျိုးရေကျွန်တော်မပုတုမဟာလေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ25ရက်နေ့ဖြစ်ပါတယ်ခေါင်းစဉ်မှာပေးထားတဲ့အတိုင်းပဲလေဆောင်တဲလေးခြေတန်းရှိနေတဲ့စေမှုမှုတန်းဥပဒေကိုကန့်ကွက်ရှုတ်ချခြင်းဒီကြောင့်ရုပ်ခုကိုမျှဝေပေးပါမယ် ကက်လှုပ်ပါဘူး။ဝရဒီလည်းရောက်ပြီ။တောင်းဖက်ရဒီလည်းရောက်ပြီ။ဆိုတော့ကျမတို့ငယ်စဉ်လေးကအမြဲတမ်းကြားနေကြပါတော့။မွေးစက်ရီတဝေးခွေးကိုင်းငယ်တဝေးဝေးလေးကောင်းတဲ့လေးခြေတန်းရှိမှုကိုအောင်ပါနီ။ဆိုတော့လေးကောင်းတဲ့လေးခြေတန်းရှိ။ဒီလေးကောင်းတဲ့လေးကဘယ်မှာရှိလဲဆိုတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတယ်။သခိုင်းတိုင်းဝက်လက်မြို့နယ်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့ပါသုံးလုံးခေါင်းဆောင်ပါအဖခေါင်းဆောင်မြို့အောင်ကိုဒီမဟုတ်နိုင်ငံတော်ကိုလက်နက်ကိုင်ပြီးပုံကန်နေတယ်ဆိုတော့နိုင်ငံတော်ဆိုတာဘယ်သူ့ကိုပြောရလဲဟုတ်လားမနေတော့ဖျားထုတ်နေတဲ့မင်းအောင်နိုင်ငံနိုင်ငံတော်လား ဟုတ်လားဟုတ်တယ်လက်ရှိအာဏာသိမ်းထားတဲ့စစ်ကောင်စီကနိုင်ငံတော်လားနိုင်ငံတနိုင်ငံဖြစ်လာဖို့အတွက်အရင်ဦးဆုံးလူတွေစုစုစည်းစည်းနေကြတယ်ယွာတယွာဖြစ်သွားတယ်အဲ့ဒီယွာခေါင်းဆောင်တယောက်ကအုပ်ချုပ်တယ်နော်တပြေးပြေးနဲ့အဲ့ယွာကနေမြို့မြို့ကနေနိုင်ငံတနိုင်ငံဖြစ်လာအဲ့လိုနိုင်ငံတနိုင်ငံဖြစ်လာဖို့အတွက်ဆိုတာကပြည်သူတွေကတပြေးပြေးနဲ့စုစည်းပြီးလို့အဲ့တော့နိုင်ငံတနိုင်ငံမှာ တည်သူမရှိတဲ့တိုင်းကြီးကဘာပေါ်မှာမရှိဘူးเนาะစစ်တပ်မရှိတဲ့တိုင်းကြီးကဘာပေါ်မှာအများကြီးရှိတယ်။နောက်ဖြစ်ကုန်တော့ကျွန်တော်ရိုးရိုးရှင်းရှင်းပဲပြောရအောင်เนาะနှစ်ယောက်ပြောပြောပြော23ရက်နေ့ည2ရက်ထဲရှိနေတဲ့အချိန်မှာလောက်ကျန်တက်ဖြက်ခံလာရလို့2ရက်လုံးတင်းသွားတယ်။ဒီကိစ္စပေါ်မှာတစ်ဖက်က online အားချောင်းနေလိုက်တန်လူတက်သမားတွေနဲ့ပြည့်ဖက်မိတာတွေကြတော့ပြောတယ်။ဟာဒီပါသုံးလုံးခေါင်းဆောင်ပါအဖခေါင်းဆောင်ကဦးမျိုးအောင်ကိုကအင်တာမတော်တဲ့လူဖြစ်ပါတယ်။ဘတော်လိုင်းကြီးမှာအင်တာအားကိုရပါတယ်။သူ့မှာရညို့ရံစာမရှိဘူးလူချစ်လူခင်ပေါ်တယ်။လူချစ်လူခင်ရှိပေါ်ရရညို့ရံစာမရှိဘူးဒါဆိုဘာလို့တက်ခံရတာလဲ။ လဲဆောင်တဲလေးခြေတန်းရှိမှာညာကြီးအချိန်မတော့ရွာပြင်ကလဲဆောင်တဲထဲမှာမောင်နှမနဲ့ဘာလို့နေကြရဲ့တက်ခံလာရတာလဲဒါကတော့စာပလင်းနဲ့မောင်တို့ IP လို့ပဲဖြေးပေးဖို့ကျွန်မမြေတားရက်ခံပါရဲ့ Okay နင်မျက်နှာမချိုမချင်းပုံနဲ့ပြောသွားတဲ့စကားနှစ်ခုတော့ရွာပြင်လဲဆောင်တဲမှာအဒီမီဒီအချိန်မတော့နှစ်ယောက်တည်းဘာလို့နေကြဆိုနင်ဘာကိုရည်ညွှန်းနေဆိုတာလူတိုင်းသိပါလေနော်နင်ကိုယ်တိုင်လည်းသိပါလေအဲ့တော့မေးချင်တာကနင်နဲ့နင်ရဲ့မောင်မနေနဲ့အဲ့လိုလူလစ်လို့ရှိရင်ထကြလားအဲ့ဒါပဲမင်းနဲ့ဟုတ်လားဟမ် ဲ့တော့တစ်ဖက်သားကိုညချိန်မတော်ဒီတဲမှာရှိတာနဲ့ပဲဒီလိုပုံစံမျိုးတက်ရောက်အောင်ပြောတယ်ဆိုတော့အဲ့အောက်ဒန်းစားစိတ်တယ်ရန်သူဖြစ်နေပါစေကိုမတိတဲ့ရမဟုတ်တဲ့ရောပြောပိုင်ခွင့်မရှိဘူးဒါပေမဲ့နေတော့အတိုင်းဝိုင်းမှာကအဲ့ဒီစိတ်ဓာတ်တွေကလူတိုင်းမှာရှိတယ်နော်အဲ့တော့အဲ့တော့အဲ့တော့တဲကနေတော့အောက်တက်ကြတဲ့ဘောအောင်နေတော့နေလို့ရောက်သွားတယ်အဲ့တော့ငါမေးတာရှင်းရှင်းလေးပဲနေလဲနေမောင်နှမနေတဲ့လူလေးလို့ရှိရင်အဲ့လိုကြုံရလားမေးပြီတော်လှန်ရေးလုပ်နေတဲ့လူတယောက် ယောဒလန်ရှိရင်လည်းရှိတယ်ယောအပြင်လက်ဆက်မှာရောက်တဲ့ချိန်ညီမလှုပ်တဲ့လူကရိတ်ခါတွားပို့လာတယ်ဖြစ်ရင်ဖြစ်တတိပေးတာလည်းဖြစ်ရင်ဖြစ်မဖြစ်နိုင်ဘူးလားဟုတ်ကဲ့နော်အဲ့တော့အဲ့လိုမျိုးအရာတွေအများကြီးရှိတဲ့အရာမှာနေကဒီလိုမျိုးမောင်နှမတစ်ယောက်ကိုဒီလိုမျိုးကြီးရွေးပြောလို့ဆိုလေပုံစံကြည့်ရတာမပုတ်တူလေကြုံရင်လို့ရှိရင်မြေမောင်တွေမြေအကူတွေနဲ့ကုန်းနေတယ်ဟုတ်လားဒါဆိုနော်ငါလည်းပြန်မေးရမယ်လေဟုတ်တယ်နော်ပြီးတော့ထင်ရအောင်ဟုတ်တယ်မလားအေးအဲ့ဒါပဲနော်စကားဆိုတာအဲ့ဒါ သိလားကိုကိုကတော်နိုင်ရေးကိုတော်နိုင်ရေးနဲ့တူပြတ်သားစွာလှုပ်ပြီးတော့2023မှာပြောခဲ့တယ်2025ကျရင်အနေထားတစ်ခုထိရောက်ခဲ့မယ်လို့ကိုကျုပ်ထုံးပြတဲ့ခုနဲ့ပြောခဲ့တယ်တူရောက်အောင်လုပ်ခဲ့ဒီခိုင်လူမျိုးရေးအတွက်အဲ့တော့ဗဇက်ပြောနဲ့လက်တွေကြအောင်လုပ်နေတဲ့တော်လိုင်းခေါင်းဆောင်တယောက်ကဒီလူမျိုးဒီပြည်နယ်လွတ်မြောက်ရေးလို့သူလုပ်တာသူကိုတိုးစည်းဝါးနဲ့လုပ်နေတာမဟုတ်ဘူးရှင်းတယ်နော်အေးအဲ့လားဖြေပဲအဲ့တော့ လာမကြည့်နဲ့နော်တန်ဖိုးချင်းမတူဘူးမတိုင်းနဲ့နော်ဒီနေရာမှာဆိုလို့ရှိရင်အဲ့ဒီ AA ဆိုတာပထမဆုံးတို့လာရာကကိုကျော်ဆိုင်ရွှေကိုကျော်ဆိုင်ရွှေဆိုတာရခိုင်ပြည်ကွန်မြူနတီပါတီပေါ့အဲကွန်မြူနတီကအလန်ဖြူအလန်နီကွဲတော့တို့ကအလန်နီတခင်ဆိုးရဲ့ဘက်ကနော်တခင်တန်းထုံးလို့မဟုတ်ဘူးအလန်နီတခင်ဆိုးလို့ဘက်ကရခိုင်ပြည်ကွန်မြူနတီပါတီဦးကျော်ဆိုင်ရွှေနော်အဲ့ဒီကနေတို့လက်နက်ကိုင်ပုံကန်နဲ့နိုင်ငံတော်ကိုပုံကန်နဲ့နော်ဦးနေဝင်းတို့အစိုးရနော်ဦးနေဝင်းဆိုတာနေပြီးတော့တို့ကိုနှိမ်ရင်းခဲ့တယ်အဲ့ဒီအချိန်မှာ ရခိုင်တမရနိုင်ငံတော်ထူထောင်ခြင်းအဲသူတို့ကရခိုင်တမရနိုင်ငံတော်ထူထောင်ရေးတောင်းဆိုတယ်ဒါပေမဲ့အပေးကိုညှိနှိုင်းနေလို့ပြီးတော့အေးလေးအိတ်လေးဖောင်းလေးဖောင်းကိုစိတ်လေးပြောင်းပြီးငြိမ်သွားတယ်။နောက်ဥကျော်ဆိုင်ဖေးဥကျော်ဆိုင်ဖေးပြီးတော့တခါရခိုင်ပြည်တော်လိုင်းရေးတက်ဖွဲ့လို့ရခိုင်ပြည်တော်လိုင်းအင်အားစုလို့ရခိုင်လုံးမြောက်ရေးတက်မတော်လို့ရခိုင်ကာကွယ်ရေးတက်မတော်လို့နော်အာ AIA လို့အာ ALA လို့ AIA ALA AIO အဖွဲ့တွေအများကြီးပေါ်လာတယ် နော်ဦးဆန်ကျော်ထွန်းဦးဆန်ကျော်ထွန်းဆိုမမေရ1960နဲ့ဒေါ်လာရေးကောင်စီဆိုရတက်တဲ့အချိန်ကာလနိုင်ငံတော်ကိုလက်နက်ကိုင်ပုတ်ကန်းကြတယ်เนาะအဲ့ဒီမှာဒေါ်လာရေးကောင်စီနဲ့သူတို့ဟာတိုက်ကြတိုက်လိုက်ဆွေးနွေးလိုက်ဆွေးနွေးလိုက်တိုက်လိုက်နေအဲ့ဒီတစ်ခွက်ကအိတ်ဖောင်းတော့တခါစိတ်ပြောင်းသွားတယ်เนาะကျော်ဆန်ရွှေပြီးတော့ဟောခိုင်ခိုင်ရဲခိုင်ခိုင်ရဲခိုင်တို့ဟောနောက်တစ်ယောက်ရှိသေးတယ်ခိုင်ခိုင်မိုးလင်းခိုင်ရဲခိုင်တို့ခိုင်မိုးလင်းအဲခိုင်ရဲခိုင်တို့ခိုင်မိုးလင်းလို့ဆိုလို့ရှိရင်လေရခိုင်မီတော်လိုင်းရေးတို့ရခိုင်မီကာခွေရေးတို့သူတို့အဲ့လိုမျိုး ရခိုင်ပြည်လူမျိုးရေးရခိုင်လူတို့ကောင်းစားရေးဆိုပြီးလက်လက်ကိုင်ပုံငယ်ကြအိမ်ဖောင်းတို့အစိပြောင်းသွားကြအဲ့ဒီကနေခိုင်ရခိုင်တို့ခိုင်ရသာတို့ခိုင်မိုးလင်းတို့ပြီးတော့တခါအေးအေးဆိုပြီးခိုင်ရသာပေါ်လာတယ်နော်ခိုင်ရသာကနေကူဆက်ခိုင်နဲ့ထုံးမြလိုင်းတို့ပို့လာတယ်သူတို့အကုန်လုံးကကြည်မြောင်းတဲ့လူမျိုးရေးအမြင်ဝါဒနဲ့စစ်စီပွားရေးလုပ်နေကြတာကြီးပြီ။တိုင်းရင်းသားရင်းလူမျိုးရေးကိုဘန်းပြပြီးတော့အခွင့်အသာရင်တိုက်တယ်အခွင့်မသာတော့အရေးမကြုံလို့အရေးမသာတဲ့အရေးနိုင်တဲ့အခါကျတော့ငင်းကြဲရေးဆွေးနွေးပါရေးဆိုပြီးတော့ရသမျှအခွင့်ရေးနိုင်ငံတော်ကပေးသမျှအခွင့်ရေးကိုယူပြီးတော့တသက်မိသားစုဆွေးစင်မျိုးစင်80စားမကုန်တော့အောင်ချမ်းသာသွားတဲ့အခါငြိမ်ကြသွားကြတယ်။ ဘူးဘူးမောင်ငါမေးပါအောင်မယ်အဲ့အရှိကလောက်ခဲ့တဲ့လူတွေနဲ့ဘူချုပ်ထုံးပြနိုင်နေဘာဆိုင်လို့လဲအရှိကဘသူတွေပဲဘာလောက်ခဲ့လောက်ခဲ့အဲ့သူတို့ခင်လေဘာလို့ပြောနေတာဒုက္ခပါပဲဟနာကနေမေအရှိမဖာခံခဲ့နေတဲ့ဖာတယ်ဖြစ်ကောလားငါမေးတယ်ရေနော်ငါမေးမယ်မပုတုအမေကငငယ်တော့ဆောက်ကမင်းတော့ထားပြီးတော့တွေ့ရအချောင်းလိုက်ပြီးအဆုတ်ခံရင်မပုတုနဲ့မပုတုလက်ထက်မှာလည်းမပုတုဟာအဲ့တော့တွေ့ရအချောင်းအဆုတ်ခံတဲ့ဖာတယ်မဖြစ်ကောလားဘာလို့ပြောနေတာဒုက္ခပါပဲသူတို့ကသူတို့ခင်သူတို့လေဒီဘက်ခက်ကဒီဘက်ခက်လေဘူချုပ်ထုံးပြနိုင် ဘုဒ္ဓဘုရားနဲ့အဲ့လိုမျိုးလိုက်လောက်ခဲ့တာတွေ့ရတယ်မသိဘူးသူလောင်နေတာနော်ဘာမှမဆိုင်တဲ့လောင်နေတဲ့လူကနော်တွတ်တူလောင်ရိုးတတ်တတ်လောင်နေဟမ်စောက်ဖိတောင်ပြီးတော့ဟိုအခက်ဆက်ဆက်သမိုင်းတည်းရလူတွေကိုတွတ်ပေါ်လာပြီးတော့ဒီနေ့ကျင့်နေတဲ့အေအေနဲ့ပဲတစ်ပွက်တည်းပုံစံတော့ပြီးတော့စပုတ်ချတာဒါဟာအောက်တန်းချလုံးတာပေါ့ဟုတ်တယ်မလားအခုအေအေကိုငါမကြိုက်ငါအေအေကိုမကြိုက်ဘူးလက်ရှိအေအေခဲအပြစ်ကိုရှာမယ်ဟုတ်တယ်နော်ဘုဒ္ဓဘုရားနဲ့အေအေကောင်းဆောင်ဘုဒ္ဓဘုရားနဲ့ဒေါက်တာညိုထွန်းအောင်ဆက်လို့ဒီအေအေကောင်းဆောင်တွေအပြစ်ကိုရှာရမယ် အေးရဲ့အပြစ်ကိုရှာရမယ်ဒါပဲလေအရှင်ကလူတွေလောက်ခဲ့တဲ့အရာအရှင်ကအဖွဲ့သီးတွေလောက်ခဲ့တဲ့အရာဟိုခစ်တယ်လောက်အရာတွေကိုပြန်စုပြီးတော့ဒီဘက်မှာတောင်းဝင်ရှိလို့ပြောတာဒါအတိတ်ပဲရှိတယ်မရှိဘူးကိုယ့်ကိုကိုပြောတဲ့စကားကိုစဉ်းစားအောင်ဟမ်မပုံနဲ့သိလားတုံးမြုံနေမရှိတော့တယ်မလားအဲ့တုံးမြုံနေကအေးရအောင်ကြိတ်လိုက်နော်ရအောင်ကြိတ်မှာမပုံနဲ့နော်နင်တို့ကတခုပဲပြောချင်တာလေဟိတ်တော်နိုင်လေဟာနင်တို့ဘက်ကဘလို့မှနိုင်လို့မရတော့အဲ့တော့တခုတော့စဉ်းစားစစ်ချင်းတယ် လဘူပေါ်လက်တင်စဉ်းစားလိုက်ရင်ငါလေရင်မောအဲ့ခံကြီးကြရင်လေလဘူပေါ်လက်တင်ပြီးတော့မတော်လို့ဒီတော်နိုင်ရေးငါအပစစ်ခွေးတွေရှုံးပြီးတော့တော်နိုင်အင်အားစုဘက်ကနိုင်ဝိုင်းငါတို့ဘယ်လိုလုပ်မလဲအဲ့လေးလောက်ပဲလဘူပေါ်လက်တင်ပြီးတော့စဉ်းစားပါတော့ပေါ့ကဲရပြောတာရှော့နိုင်ငံရေးတမဝေဖန်ရေးတမဆိုရင်မဟုတ်လုတ်တန်လီစေပြီးပြောလို့မရဘူးဘယံပဒါကိုပြောလို့မရဘူးနော်အခုလိုမျိုးငါစကားနှွားရပြော ကဲဒါတော့ကုစေးတုံးထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့မပူတူကတော့ခုလိုမျိုးပေါ့နော်ဂျင်းထည့်နေတာပေါ့နော်သူများတွေအမြင်မအောင်လို့အဲ့တော့ဘာပဲပြောပြောပါဒါဒါကတော့စစ်ကောင်စီရဲ့အဖွဲ့ရဲ့လုံနေကြပုံစံတိုင်းဖြစ်ပါတယ်ကဲသတင်းလည်းတော်တော်ရှိသားဖြစ်တဲ့အတွက်ဒီမနက်သတင်းဒီနေရဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြရင်ဘုရားပြည်သူရောက်စင်တိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖက်မင်းအောင်လိုင်းစစ်ပေးငလင်းပေးဘေးနဲ့ပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ